စေယုံအရေးပေါ်ကုသဆောင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီးတပတ်အတွင်းစေယုံတစ်ခုလုံးဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်နေတယ်ဆိုတဲ့သတင်း။ဇက်သုံးသီလုပ်ငန်းရှင်တွေကိုဒေါ်လာတွေဇက်တိုက်ရောင်းချပေးပေမဲ့ရန်ကုန်မြို့မှာဇက်သုံးစီဈေးနှုန်းတွေနှစ်ပတ်ဇက်တိုက်ပြန်လည်မြင့်တက်လာတယ်ဆိုတဲ့သတင်း။ပါကစ္စတန်ဆိုးရနေနဲ့အိန္ဒိယနဲ့အတူပူးပေါင်းမှုမျှော်လင့်ကြောင်းအမေရိကန်ဒုတိယသမ္မတပြောကြားတယ်ဆိုတဲ့သတင်း။ဆီးရီးယားရဲ့ Druze လူနေစုတွေအကြမ်းဖက်ခံရတဲ့အတွက်အစ်စရီကဒမတ်စကတ်မြို့မှာရှိတဲ့သမ္မတနန်းတော်နီကိုတိုက်ခိုက်တယ်ဆိုတဲ့သတင်း။ရိုရီနဲ့ဟာလန်တို့လက်ချက်မှုတွေပြန်လည်လုံနေပြီလို့ Guardiola အတည်ပြုတယ်ဆိုတဲ့သတင်းဆက်စပ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လာရှုကရင်ကအစံပြည်သူစေယုံအရေးပေါ်ကုသဆောင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီးတပတ်အတွင်းစေယုံတစ်ခုလုံးဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်နေတဲ့ဆွေတဲ့တင်ကိုတက်ဆက်ပေးပါမယ်။လာရှုကရင်ကအစံပြည်သူစေယုံအရေးပေါ်ကုသဆောင်ကိုမေလ၂ရက်နေ့မနက်9:00အချိန်ကပြန်လည်ဖွင့်လှစ်ခဲ့ပြီးတပတ်အတွင်းစေယုံတစ်ခုလုံးဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒါပြင်မေလ၂ရက်နေ့မွန်းလတနားရီကမှသီရိမင်္ဂလာမန်ဆူရှင်းကြောင်းတိုက်ဆရာတော်ဒေါက်တာဘန္နန္ဒာပုံညာနန္ဒာဟာလာရှုမြို့ကိုပြန်လည်ကြွားရောက်တဲ့တဲ့င်း၃ ဒေသခံပြည်သူတွေကိုတရားရည်အေးတိုက်ကြွေးခဲ့ပါတယ်။လာရှုကရဏထောင်ပြည်သူစေယုံကြီးရဲ့အခြေအနေက MND တို့ဆုတ်ခွာသွားစဉ်ကလေးကဂျန်နရီတာတို့ကအစစေယုံသုံးပစ္စည်းတွေအလုံးတည်သွားတာအခုဖွင့်နေဆိုတာရုပ်ဘုတ်ကုသဆောင်ပြမလူနာဌာနဘောစေယုံနဲ့တူအောင်တန်ရှင်းတွေကအစစေယုံသုံးစက္ကရိယာတွေအစုံပြတ်ထရမှာအခုစေယုံမှာတန်ရှင်းကြီးကတက်ရင်းနဲ့စီပင်အပြင်ရရှိထားတဲ့အင်အားတရာနေပါနဲ့တန်ရှင်းကြီးလုံနေတယ်။ တုံးရက်ကနေတပတ်အတွင်းတော့ဆေးရုံကကောင်းကောင်းလည်ပတ်နိုင်ဖို့တက်ဆိုင်ရန်ကအထူးကူဆိုင်လုပ်နေပါတယ်လို့အမည်မဖော်လို့သူအရာရှိတဦးကပြောပါတယ် MND ဖွဲ့ပြန်လည်ထွက်ခွာစားအချိန်ကစတင်ပြီးအစိုးရရုံတွေအပြင်ပြည်သူပိုင်အဆောင်တွေအားလုံးဒီပါဟောင်းလောင်ဖွင့်ရတာရှိနေကရုံကြောင်ဆေးရုံနဲ့ဌာနဆိုင်ရာအဆောင်တွေဟာလည်းအခွန်လို့နဲ့တာကြန့်ရှိနေကြောင်သိရပါဗျ ကျွန်တော်တို့စီပင်သားရဌာနပိုင်အမိုက်ကားတွေကအစားဘာမှမကြံခဲ့ဘူးအခွန်ပဲကြံခဲ့တာဒါပေမဲ့အခုလက်ရှိတော့ MND တွေထွက်တော့လာရှုမြို့ကမြို့ပြကြီးအတွင်းနဲ့ကြံခဲ့တယ်ဌာနအတွက်လိုအပ်တဲ့ငှားလို့ရတဲ့ကား၃စီးရရှိထားတဲ့ဝန်ထမ်းအင်အား90လောက်နဲ့လာရှုမြို့ဝင်ကစာပြီးမြို့တန်ရှင်ရေလှပရေးအတွက်စတင်လှုပ်ဆောင်နေပါတယ်လို့လာရှုမြို့စီပင်သားရရေးမှတာဝန်ရှိသူတို့ကပြောကြားပါတယ် လာရှိုးမြို့မှာ MNDA တက်တွေအားလုံးအလုံးစုံထောက်ခွာသွားပြီးဖြစ်တယ်လို့သိရပြီးတက်မရော်နဲ့ရဲတပ်ဖွဲ့ဝင်တွေကလာရှိုးမြို့စီမံအုပ်ချုပ်ရေးနေရာကိုအစားထိုးတောင်းထားဆောင်လျက်ရှိကလာရှိုးမြို့ဌာနဆိုင်ရာရုံးတချို့ပြန်လည်ဖွင့်လှစ်နိုင်အောင်စူးစမ်းနေပြီးမူလလာရှိုးမြို့မှာတောင်းထမ်းဆောင်နေတဲ့စစ်ဘေးရှောင်ဝန်ထမ်းတွေကိုပြန်လည်ခုံနေကြောင်းသိရပါတယ်ဒါပြင်ကျောင်းဝင်ရာသီမှာစာတင်ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်မှုကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လျက်ရှိကြောင်းလည်းသိရပါဗျ။စက်သုံးစီလုပ်ငန်းရှင်တွေကိုဒေါ်လာတွေဇက်တိုက်ရောင်းချပေးပေမဲ့ ရန်ကုန်မြို့မှာ73စီဇေနုံနှစ်ပတ်ဆက်တိုက်ပြန်လည်မြင့်တက်လာတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်73စီလုပ်ငန်းရှင်တွေကိုဒေါ်လာတွေဇက်တိုက်ရောင်းချပေးနေပြန်ပေလေရန်ကုန်မြို့မှာ73စီဇေနုံနှစ်ပတ်ဆက်တိုက်ပြန်လည်မြင့်တက်လာကြောင်း73စီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကုမ္ပဏီရဲ့ထုတ်ပြန်ချက်အတည်ရပါတယ်မီလာနီယနေ့မှာထုတ်ပြန်တဲ့73စီဇေနုံတွေရ92တလီတာချက်2285ချက်95တလီတာ2940ချက်ရိုးရိုးဒီဇယ်တလီတာ2480ချက်ပရီမီယံဒီဇယ်တလီတာ 55ချက်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရသဘက်ကရောင်းချခဲ့တဲ့ဈေးနှုန်းတွေမှာ92တလီတာ2805ချက်95တလီတာ2865ချက် UU ဒီဇယ်တလီတာ2435ချက်နဲ့ Premium ဒီဇယ်တလီတာ3010ချက်ဖြစ်ပါတယ်။ဒါကြောင့်စက်သုံးစီဇီနုံတွေမှာ92တလီတာချက်80 95တလီတာ85ချက် UU ဒီဇယ်တလီတာချက်40ပရီမီယံဒီဇယ်တလီတာ55ချက်စီအတိအကျမြင့်တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ဘ ഹു ဘဏ်က73လီလုပ်ငန်းရှင်တွေကိုဧပြီလကုန်ပိုင်းမှာဒေါ်လာ25တန်းကျော်နဲ့ဒေါ်လာ38တန်းရောင်းချပေးတော့လေ73လီဈေးနှုန်းတွေဟာနှစ်ပတ်ဆက်တိုင်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့တကြံကာလနောက်ပိုင်းမှာ73လီဈေးတွေကျဆင်းခဲ့ပြီးနောက်ပြန်လည်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိရောင်းချနေတဲ့73လီဈေးနှုန်းတွေဟာရတရပတ်တစ်ပတ်အတွင်းဈေးနှုန်းတွေဖြစ်ပြီးတောက်ကြနေမှာဈေးနှုန်းအပြောင်းလဲရှိတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပါကစ္စတန်ခြေစိုက်စစ်သွေးကြော်တွေကိုတိုက်ခိုက်နှိမ်နင်းမှုမှာပါကစ္စတန်အစိုးရအနေနဲ့ အိန္ဒိယနဲ့အတူပူးပေါင်းမှုမျှော်လင့်ကြောင်းအမေရိကန်ဒုတိယသမ္မတပြောကြားတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးပါမယ်။ပါကစ္စတန်ခြေစိုက်စစ်သွေးကြော်တွေကိုတိုက်ခိုက်နေနေမှုမှာပါကစ္စတန်အစိုးရအနေနဲ့အိန္ဒိယနဲ့အတူပူးပေါင်းမှုမျှော်လင့်ကြောင်းအမေရိကန်ဒုတိယသမ္မတဂျေဒီဗန်ကမေလ၁ရက်နေ့ကပြောကြားခဲ့ပါတယ်။အိန္ဒိယဘက်ချမ်းမှာရှိတဲ့ကက်ရှမီးယားဒေသမှာလက်တလောဖြစ်ပေါ်တဲ့အစ္စလာမစ်စစ်သွေးကြော်တိုက်ခိုက်မှုဖြစ်စဉ်ပေါ်အိန္ဒိယရဲ့တုံ့ပြန်မှုဟာပုံမှုခြေပြန့်တဲ့ဒေတာရင်းပြိပခတရက်စီဥတီမလာစီလိုကြောင်းမျှော်လင့်တယ်လို့ဘန့်စ်ကဆိုပါတယ်။ လက်တော်အကြမ်းဖက်တိုက်ခိုက်မှုတွေပေါ်အိန္ဒိယရဲ့တုံ့ပြန်ချက်ဟာပုံမှုခြေပြန့်တဲ့ဒေတာရင်းပြိပခတရစီဥတီမသွားဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့ဘန်စကာဖို့နီယူနဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်ပါကစ္စတန်အနေနဲ့သူတို့မှာတာဝန်ရှိတဲ့အခါမျိုးမှာတခါတလေသူတို့ရဲ့နေမြေထဲမှာကျင်းလည်နေတဲ့အကြမ်းဖက်သမားတွေကိုအိန္ဒိယနဲ့တူပူးပေါင်းပြီးတရစီတင်မာတယ်လို့ဘန်ကဆိုခဲ့ပါတယ်။လူ26ဦးသေဆုံးခဲ့တဲ့ဧပြီလ22ရက်နေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဘယ်အမှတ်ချက်ဟာအိန္ဒိယမှာအစွန်းရောက်တိုက်ခိုက်မှုဖြစ်စဉ်ဟာပါကစ္စတန်ရဲ့ဆက်နွယ်ဝေးရှိကြောင်းအမေရိကန်အစိုးရရဲ့သဘောထားကိုအနည်းဆက်ဆုံးထည့်ရစေခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ထိပ်တန်းအမေရိကန်ခေါင်းဆောင်တွေကအဲ့ဒီတိုက်ခိုက်မှုကိုပြစ်တင်ရှုံချခဲ့ပြီးအကြမ်းဖက်တိုက်ခိုက်မှုလို့ခေါ်ဆိုခဲ့ကပါကစ္စတန်ကိုတိုက်ကြိုက်ပြစ်တင်ခြင်းမရှိဘဲအိန္ဒိယကိုအားပေးထောက်ပံ့မှုပြသခဲ့ပါတယ်။ရတလောရှပိုင်းတွင်အမေရိကန်အစိုးရကအိန္ဒိယနဲ့ပါကစ္စတန်အနေနဲ့တင်းမာမှုတွေကိုဖြေလျှော့ကြဖို့လည်းတိုက်တွန်းခဲ့ပါတယ်။ ။ဆီးရီးယားရဲ့ဒရုစ်လူနယ်စုတွေအကြမ်းဖက်ခံရတဲ့အတွက်အစ္စရေးကဒမတ်စကတ်မြို့မှာရှိတဲ့တမရနန်းတော်အန်ဒီကိုတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စီးရီးယားနိုင်ငံကဒရုစ်လူနေစုတွေကိုကာကွယ်ပေးဖို့ပြက်ကွက်ခဲ့မယ်ဆိုရင်ကြောက်ရွံ့မယ်လို့အစ္စရေးကာကွယ်ဝန်ကြီးကချင်းချောက်ခဲ့ပြီးနောက်အစ္စရေးစစ်တပ်ကဒမတ်စကတ်မြို့မှာရှိတဲ့တမရနန်းတော်အနီးကိုတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဂဂနဆိုင်ယာတိုက်ပွဲတွေကလူ102ဦးကိုတေဆုံးစေခဲ့ပြီးနောက်စီးရီးယားဒရုစ်ဘာသာရေးကောင်ဆောင်က သူ့ရဲ့အတိုင်းဝိုင်းကိုမျိုးဖြုတ်တက်ဖြတ်ခြင်းဆိုင်ရာဆစ်စင်ရေးလှုပ်ဆောင်နေခြင်းပေါ်ဖြစ်တင်ရှင်းကြခဲ့ပါတယ်။အဲ့ဒီအကြံပတ်တက်ခဲ့မှုကဒီဇင်ဘာမှာအာနာရှင်ဟောင်းဘာရှာအဲအာဆက်ကိုပြုတ်ချစေခဲ့တဲ့စီးရီးယားရဲ့အစ္စလာမ်အာဏာပိုင်တွေအတွက်စိုးရိမ်စရာကောင်းတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။အာဆက်ပြုတ်ချသွားပြီးကလေးကအစ္စရေးရဲ့ဆစ်ဘက်နေရာယာကနန်းကိုတိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးတိုက်လေယာဉ်တွေကမြို့ဒမတ်စကတ်မှာရှိတဲ့နန်းတော်နယ်ကလေးရရှိတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့ကြောင်းမေလ2ရက်နေ့မှာအစ္စရေးစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ ဆီးရီးယားထရုဘာသာရေးခေါင်းဆောင်ကဒမတ်စကတ်မြို့အနီးကကန်ကနဆိုင်ရာအကြမ်းဖက်မှုတွေကိုလက်ခံနိုင်စရာမရှိတဲ့မျိုးဖြုတ်တပ်ဖြတ်မှုစစ်ဆင်ရေးဖြစ်ဖြစ်တင်ရှုတ်ချခဲ့ပါတယ်။အဆိုပါရသွေးမှုတွေဆက်လက်ဖြစ်ပွားနေခြင်းကိုဟန်တာဝန်နဲ့ငင်းငယ်ရေးကိုထိန်းသိမ်းမှုအတွက်နိုင်ငံတကာတပ်ဖွဲ့ဝင်တွေကချက်ချင်းကြောင်းဝင်ပေးဖို့လေမီလာတရနေ့ကထုတ်ပြန်ချက်မှသူကတောင်းဆိုထားပါတယ်။မြေရေပင်လယ်ကန်ယူရန်ဘော်ကဆီးရီးယားရဲ့အယ်လာဝစ်အမာဂန်ဒေသမှာလူညိုရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့အုပ်စုတွေကအာဆက်ရဲ့ Air Wish အတိုင်းဝိုင်းတွေကလူများစုဖြစ်တဲ့အရက်သား1900ကျော်ကိုတက်ခဲ့တဲ့မက်လအလူအစုလိုက်အပြုံလိုက်တက်ဖြတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် Juice လူနဲ့စုဝင်တွေတက်ဖြတ်ခံရမှုပေါ်လာခြင်းဖြစ်တယ်လို့လူခွင့်ရေးအတွက်စီးရီးယားစောင့်ကြည့်အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Rodri နဲ့ Haaland တို့လေ့ကျင့်မှုတွေပြန်လည်လုပ်နေပြီဖြစ်တယ်လို့ Guardiola အတည်ပြုတယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ မန်စီးတီးနီးပြဂွာဒီယိုလာကအသင်းရဲ့အကြီးအကဲသားသမားတွေဖြစ်တဲ့စပိန်ကွင်းလယ်လူရိုဒရီနဲ့နော်ဝေတိုက်စစ်မှုဟာလန်တို့လေးကျူးမှုပြန်လုပ်နေပြီဖြစ်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။2024ခုနှစ်ဘလွန်ဒီယောဆုကိုရရှိခဲ့တဲ့ရိုဒရီဟာဒူးအယွတ်တန်ရာကြောင့်2024စက်တမလကလေးကအနားယူခဲ့ရတာဖြစ်ပြီးဟာလန်ကတော့ခြေချင်းဝင့်တန်ရာကြောင့်မလမှာအနားယူခဲ့ရတာဖြစ်ပါတယ်။အခုအဲ့ဒီကစားသမားနှစ်ဦးစလုံးလေးချင်းမှုပြန်လုံနိုင်ပြီဖြစ်ကြောင်းဂွာဒီယိုလာကအတည်ပြုခဲ့တာဖြစ်ပါတယ်။ အာလင်းဟန်လန်နဲ့ရိုဒရီတို့လေ့ကျင့်မှုပြန်လုပ်နိုင်တဲ့အတွက်ကျွန်တော်တို့တကယ်ကိုကျေနပ်မိပါတယ်။သူတို့ပြန်ကစားနိုင်ပြီလို့ဆရာဝန်တွေကပြောပါတယ်။လေ့ကျင့်ရေးအစီအစဉ်မှာရိုဒရီရဲ့ခံစားမှုကောင်းမွန်နေပြီလို့လည်းပြောပါတယ်။ဒါပေမဲ့ကျွန်တော်တို့စောင့်ရအောင်ပါပါ။ဒဏ်ရာပြန်ရသွားမှမျိုးမဖြစ်စေချင်ပါဘူး။ကျွန်တော်တို့ဂယူဆိုင်ဖို့လိုအပ်ပါတယ်လို့ဂွာဒီယိုလာကပြောကြားခဲ့တာပါ။မန်စီးတီးအသင်းဟာအဓိကကွင်းလှည့်ကစားသမားရိုဒရီကိုတရာသီလုံးနီးပါးအနားပေးခဲ့ရတာကြောင့် ဒီရသည်မှာခြေစွမ်းကြာဆင်းခဲ့တာဖြစ်တယ်လို့သုံးသပ်မှုတွေလည်းရှိနေတာပါဂွာဒီယိုလာကရိုဒရီဂိုအလင်းစလို့အသုံးပြုပွဲမရှိပေမဲ့ခရစ်စတယ်ပဲလစ်အသင်းနဲ့ကစားမဲ့ FA ဖလားဘောလူပွဲမှာတော့ပါဝင်နိုင်ပွဲရှိတယ်လို့သိရပါတယ်လည်းမြန်မာနိုင်ငံညာဘက်တရစီစဉ်ကိုတိုက်ထုတ်လိုက်တဲ့ဆက်ပေးကြတာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ